စိတ်မကောင်းတာဆိုတေချာလေးထိုင်ကနေကြကြပေါ့ကွာမလုံလဲရကိုယ်ဘရုံးလုံးကဖြစ်သွား body ထုတ်လာတယ်လူတွေအုံလာတယ်အဲ့မှာမိသားစုကြီးနေမတွေ့ရတော့ပြန်ထည့်တယ်အခန်းထဲအခန်းထဲကနေပြန်ထည့်ပြီးတော့မတမ်းပြီးမိသားစုစက်ထဲကိုသွားတယ်လို့ဖြစ်သွားမိသားစုကြီးကအနာကပ်လို့မနေရဘူးတော့သူကအတင်းကိုမဖဲ့ပေးဘူးမိသားစုဝင်နေပါကျမတို့ချစ်ကျင်လို့ပါမျက်နှာလေးချစ်ကျင်လို့ပါဆိုတော့တော့မလုံးဝပေးမဝင်ဘူးပေါ့နော်အဲ့လိုအခြေအနေဖြစ်တာပေါ့နော်ဟိုအားပေးရတော့ဒါအားပေးကြရပဲအကုန်လုံးကိုချစ်ကြရပဲအဓိကကပါဆိုဓာတ်ပုံမိရန်ရိုက်ကြပါပေါ့နော် ဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဒါမျိုးတွေတော့မလုပ်တင်ဘူးလို့ထင်တာပေါ့နော်လေတို့လောင်မှာအဲ့ညာကိုယ့်အကူတော်မှာဟုတ်ကူမိလိုက်ဖြစ်နေခုပြေးလိုက်ဒီပြေးလိုက်ဒီဖြစ်နေတာ ဟိုသူတို့ဟို extra visual တဲ့သူတွေတောင်မှမကြည့်ရပါဘူးဒါပေမဲ့လည်းဒီဒီလိုအချိန်မှာပုံတော့အကုန်လုံးမိသားစုဝင်နေကိုဆွေးနေကြရတယ်ပြီးတော့သူ့ fan တွေတချို့ငိုကြတာငယ်လို့လည်းတွေ့ပါတယ်ဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဒါမျိုးတွေလာမလုပ်တင်ဘူးလို့ထင်တာပေါ့နော်။အမ်ဘယ်လိုပြောလဲဆိုမိသားစုလာအနာကပ်လို့မမြင်ရဘူးပေါ့နော်။သူတို့ကအတင်းကိုမဖဲ့ဖေးဘူးမိသားစုဝင်နေပါကျွန်တော်တို့ကြည့်ကျင်လို့ပါမျက်နှာလေးကြည့်ကျင်လို့ပါဆိုတော့တော့လုံးဝပေးမဝင်ဘူးပေါ့နော်။အဲ့လိုအချိန်ကြီးဖြစ်တာပေါ့နော်။ဟိုအားပေးရတော့ဒါအားပေးကြရပဲအကုန်လုံးကိုချစ်ကြရပဲ။အဲတချို့ငါတို့မိသားစုမိနာကြီးဆိုတော့ ိုလို့ဒီလိုပဲအဲ့လိုဖြစ်နေကြတာဗီသားစုဝင်တော့အနာကပ်ဖို့မလွယ်တဲ့အခြေအနေဖြစ်တော့ဟိုတချို့ငယ်တို့ငယ်တို့ဒီရမတိရတဲ့ဒီမိသားစုဝင်တချို့မတိရတဲ့ဆိုစိတ်ဆိုးတာပေါ့ဒါမှမဟုတ်အော်မဟုတ်ဘူးစိတ်မဆိုးနဲ့ကိုကြီးကပန်လဲရှိနေပြီးတော့လူချစ်လူခင်နဲ့ပြောရက်ွက်သေးမှာရောပြီးတော့ အဲ့လိုမျိုးဘယ်ဘယ်နေရာလဲဖြစ်သူကအကောလုံးကမင်းပြားရေးဆိုလဲသူချစ်ကြရလေတော်တော်များများဆိုတော့ပေါင်းတင်တော့သူအဲ့အားကြောင့်မလို့လဲဒါပြိတက်ဒီလိုမျိုးနောက်ဆုံးခီးမှာသူတော်တော်လေးကိုလူလူလက်စီရေပေါ့နော်လိုက်ဖို့ကြတာတော့အဲ့လိုမျိုးဆက်ပြီးလာဆွဲတဲ့အပေါ်မှာဘယ်လိုပြောရမလဲသူတို့ကတော့တကက်မဲထားလိုက်ပါရဲ့ဒီလိုမျိုးချိန်မှာဒါမျိုးတွေတော့မလုပ်တင်ဘူးပါ အဲ့ရကြတော့မှအဲ့ခင်လည်းတကယ်ကိုမိသားစုဖြစ်မှာပဲကိုသိကြမှာပဲနော်ဒါကိုအကူကြလည်းကိုပဲကိုဖြစ်မှာကိုသိမှာဆိုတာကြောင့်လူရတော့ဒီလိုပါပဲအကုန်လုံးကအဲတချို့ဆိုရှင်နိုင်လာပို့တယ်ရေဘူးနဲ့ရက်တောင်ကြီးပဲပြန်သွားတယ်မစစ်အောင်မကြည့်တော့တချို့ကကားပေါ်မှာပဲနေအဲ့လိုမျိုးတွေပေါ့ဒါပေမဲ့ငယ်တို့မွေတို့ငယ်တို့ကြတော့ဒီဟို အตาရေးထန်ခဲ့တော့နာရေးဆိုရင်ပို့သွားကြပို့သွားတယ်ဘယ်မဖိတ်လဲသွားတယ်ဘာလို့ဆိုတော့ဒီချိန်မှာမိသားစုဝင်တွေအရင်ပို့ဆွေးနေကြတဲ့အချိန်လေးဖိတ်ဖို့ဆိုတာမေ့မှာပဲဘယ်လိုပဲဖြစ်ဖြစ်အဲ့တော့နာရေးဆိုတာတော့သွားရတယ်ပြီးလို့ရှိရင်သူငါတို့ဒီစကားပုံကောင်းရှိရင်လေမသားတစ်ယောက်ကြောင်းဆယ်ကောက်ပြီးအရင်ကုတူရအဲ့တော့ပို့ကြပါတချို့ရေဆိုနာရေးဆိုဟာအဝါလေးမပို့ဘူးကန်နေပါဆိုလို့ဒီလိုမျိုးနေရာတွေမသွားဘူးဆိုအဲ့ဒါမှားတယ်အဲ့အယူကြီးအရင်မှားတာပေါ့နော်ပို့ထားဖို့လို့ဆိုလဲနောက်ဆုံးဖြစ် သူကိုကြီးကပြောတာအစသူရုပ်ရှင်ရိုက်ဖို့ရှိလို့တဲ့သူရက်လယ်မှာလာတော့မယ်ပေါ့နော်သူပြောတာဒါပေမဲ့သူကကိုကြီးကမိသူကိုကြီးဖွင့်ရအောင်မိသူစားတယ်ထဲလိုက်တယ်ထဲလိုက်တဲ့အချိန်မှာပဲသူကတကားဖွင့်ပြီးဝင်လာအဲ့မှာကိုကပို့ပြီးဝင်နေမှာကိုကြီးလို့ဝင်သွားပြီလို့သူပဲသူလိုက်တာဆိုသူကလည်းစိတ်မကောင်းသူလည်းမျက်ရည်ဝဲရပေါ့နော်ဆိုတော့အရှိမအမှန်တော့ဘယ်လိုဖြစ်လဲဆိုလူကြီးကတကားကပိတ်မရမှာပေါ့အရန်ကိုသူကတိုးပြီးတော့ဝင်လာမှာဆိုတော့ပိတ်ထားတဲ့ခါကျတော့ကိုကြီးတောင်းဝင်လို့လည်းငါတို့ကမသိဘူးငါတို့ကအထဲမှာဆိုတော့သူတို့ရှိနေမှလည်းမသိဘူးအဲ့တော့အဲ့မှာတယောက်ကဖုန်းဆက်လိုက်တာလား ဲ့ကြမှာပဲဖွင့်ပြီးမှလည်းကိုရွက်ဝင်လာတာပေါ့ဒါပေမဲ့မမီလိုက်ဘူးပေါ့ဟုတ် ွေးရောင်မင်းမြတ်တူရောပြတချို့တွေဆိုမတိုးနိုင်တဲ့သူတွေပေါ့နော်မကြည့်နိုင်တဲ့သူတွေဆိုပြန်သွားတဲ့သူတွေလည်းရှိရပေါ့နော်ဒါပေမဲ့ကိုရီးယားကနောက်ဆုံးအချိန်ထိရတာကိုင်းနေတူရှိပါတော့ကိုရီးယားဒီပညာရှင်ဖြစ်တဲ့အခါကျလည်းပြည်သက်သူသွားပြီးတော့လည်းပြောဆိုနေလို့ကလည်းမရဘူးပေါ့နော်ဟိုအကောင်ကချစ်ကြတယ်အခုဒီငယ်တို့ဖြစ်မှာဆိုရင်ဒါဟိုပေါ့ကိုင်းမင်းသွေးတို့နာရီတွေပြည်ကိုင်းဂျွန်ကိုတို့နာရီဆိုငယ်တို့ငယ်စဉ်ကိုင်းဂျွန်ကိုနာရီလိုက်ပို့ဘူးတယ်အဲ့တော့ကလည်းအဲ့လိုပါပြည်သက်အရမ်းများနေပြည်သက်အရမ်းများကကြတော့ငယ်ဆိုအဲ့တော့ခလေးပဲရှိတယ် ို့ဆိုခေါင်းမဲပေါ်တယ်ဘာမှဝါမဖြစ်အရင်ညက်နေတာပေါ့အခုဒီတစ်ခေါက်ဆိုလဲပို့ဆိုးတယ်အကုန်လုံးကချစ်ကြတဲ့ခါကျတော့လာကြတယ်တကယ်ဟုတ်ရဲ့လားပေါ့နော်အဲအဲ့လိုမျိုးပေါ့လာကြည့်ကြတယ်ပြီးတော့အဓိကတော့ဘာလဲဓာတ်ပုံမီးရန်ရိုက်ကြတာပေါ့နော်တို့ဖုန်းတွေနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာတချို့ဖုန်းတွေလည်းပျောက်ကြရဲပေါ့နော်ပြီးထီတွေကျန်တယ်ဖက်နက်တွေပျောက်တယ်အဲ့လိုကြီးဖြစ်ကြတာပေါ့နော်ဆိုတော့အမှန်ဆိုရင်တော့စီးစနစ်ကြကြနေတဲ့ဟိုလိုမျိုးလေးပေါ့နော်ဟိုကိုအတိတရားလေးနဲ့ကိုတေချာလေးကြည့်မယ်ဆိုလို့ရှိရင်ဒါရည်ဖြစ်ရမှာလို့ထင်ပါတယ် ငယ်ရူမီတာဆို၄ယောက်ဟိုဟာကွဲဟွာပြီးခမ်းမာတယ်မိနေမမအရင်ရောက်တယ်ခရိနေငယ်နေရကြတော့နောက်မှသိတော့ဝင်တော့အဲ့နောက်ကတ်လို့မရတော့အဲ့မှာကတ်လို့မရတော့ဘာဖြစ်လဲဆိုတော့ငယ်ဟိုနောက်ပေါက်ကနေပြီးတော့ဟိုအုတ်တိုင်းကိုကြော်ပြီးတော့ အခုအလောင်းကြီးလည်းနည်းနည်းပါးပါးတော့တွေ့ရအောင်ပေါ့နော်အဲ့မှာကြော်ကြော်ပြီးတော့မှအဲ့ကိုသွားတော့မှကိုယ်လည်းရောက်တဲ့အချိန်မှာအမှဒီကိုကမိန်းစာပြန်တယ်အော်ပြတချို့ printer တွေကမသိတော့လေဟိုကိုယ်ယူမပြန်လိုက်ဘူးလားအမှန်တော့ဒီလိုအကုန်လုံးလော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 နဲ့ဖြစ်ကုန်တာတည်းပြီးတော့အခန်းထဲမှာတော့ပြန်လိုက်တယ်အဲ့ဒါတော့စိတ်ချငယ်လို့လည်းသိရေပေါ့နော်ဟိုတချို့ကြတော့ဟဲ့မိန်းစာပြန်လာမယ်တွေ့လိုက်ပြီးတော့အမှန်တော့ပြန်လို့တော့မရအနားတော့ကတ်လို့မရအောင်တည်းလားဟိုမိသားစုဝင်နေတော့မှတေးချတော့မျက်နှာကိုမကြည့်ရတဲ့အချိန်တွေဖြစ်သွားတော့အကုန်လုံးကဟိုအခန်းထဲကိုပြန်ထည့်လိုက်တဲ့သဘောပေါ့နော်ရေခဲတဲ့ကနေထုတ်ပြီးရေခဲတဲ့ချိန်ပြန်ထည့်လိုက်တဲ့သဘောဖြစ်သွားအဲ့ရနေမှာငယ်တို့ကတေးချကြည့်ပြီးတော့မှ ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုကွေကြီးကိုစိတ်မကောင်းတာကြောင့်တေချာလေးလေးကိုပြီးတော့ထိုင်ကနေကြကြပေါ့ကွာမလုံလဲရအောင်ကိုယ်ကဝရုံးတော့ကဖြစ်သွား body ထုတ်လာတယ်လူတွေအုံလာတယ်အဲ့မှာမိသားစုကြီးနေမတွေ့ရတော့ပြန်ထည့်တယ်အခန်းထဲအခန်းထဲကနေပြန်ထည့်ပြီးတော့မတမ်းပြီးမိသားစုစက်ထဲကိုသွားတယ်လို့ဖြစ်သွားအမှန်ဆိုလို့ရှိရင်ဖြစ်ရမှာ body ထုတ်လာရင်ခန်းမာတယ်မှာတေတေချာချာလေးပေါ့နော်ဥမာဟိုဘယ်နှယောက်တစ်ခွဲဘယ်နှယောက်တစ်ခွဲအဲ့လိုလေးကြည့်ပြီးတော့စီစီလေးကြကြလေးဖြစ်သွားရင်ကိုပြီးစင်ပြန်တော့အခုကကြောင်းနေဆိုတော့ ဒါလေးမင်းမသိလိုက်ဘူးတချို့ငယ်တို့အကောင်လုံးကြိုပြီးထွက်လာတော့တချို့ fan တွေဆိုလို့ရှိရင်ဟဲ့ကြိုပြီးသွားပြီလားတဲ့နှစ်နာရီကြိုမယ်လို့ပြောထားတာကိုတနာရီကြိုလောက်မှကြိုသွားတာပေါ့နော်အဲ့ဒါလေးကြီးလည်းတချို့ဟိုအဲ့နဲ့အချိန်ကြီးတွေလည်းမှားယွင်းတာပေါ့နော်အဲ့ဒါလေးကြီးလည်းရှိပါတယ်သူကနောက်ဆုံးကတော့ကွယ်ယူကိုချစ်တဲ့သူရရန်များတယ်အရန်လည်းလိုက်ပို့ကြတယ်တကယ်ကိုအန်တီကြီးရေအညီမလေးတွေအကုန်လုံးရကြလေးရောမိန်းကလေးတွေအကုန်ချစ်ကြတယ်ပေါ့နော်ဆိုတော့သူအဲသူနောက်ဆုံးခီးမှာအကုန်လုံးလိုက်ပို့တဲ့ခါကျတော့ကွယ်ကြီးလည်းဒါသူ အဲ့ချိန်ပေါ့နော် သူအလားမှာရှိလို့ရှင်လေသူလည်းအာဝမ်းတာရင်လည်းဝမ်းတာမှာပေါ့လေသူချစ်တဲ့သူလောက်များနေဆိုအာဟိုပေါ့နော် ပြီးတော့ငွေတွေလည်းအများကြီးရပါစေလို့လည်းငယ်ကပေါ့နော်စတောင်းပေးတယ်ငယ်လည်းတိတ်စားလေးဝိုင်းလုပ်ပေးမယ်ပြီးလို့ရှင်ဒီနေ့ကတော့ရက်လေဆိုနောက်ဆုံးနေ့ဆိုတော့ဒါပေးရင်လည်းနောက်တလားပေးကြလို့ရှင်လေအတူတူလုပ်အောင်မှာဆိုပေါ့နော်အဲ့တော့အကုန်လုံးငယ်တို့ကုသိုလ်လေးလုပ်ရင်းနဲ့ဖြတ်တန်းပါမယ်လို့ပြောချင်ပါတယ်ရှင်